င်ပရမအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကျူဆက်တရင်ချန်နယ်မှာဒီကနေ့မတ်လ29ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုတွေမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တဲ့ရက်ခံအပ်ပါတယ်ခင်ဗျာကိုရကပရမအဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မအဝင်မျိုးမှာပိုချစ်စပွဲမှာအပြန်လူငယ်တချို့စကားတက်စုဆောင်ခံရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်မအဝင်မျိုးမှာစကောင်းစီထောက်ခံသူများအုပ်ဆောင်ချင်းပါနေတဲ့ ဇမင်းသားဘောချိရဲ့ဇပွဲကိုချစ်ပြီးပြန်လာတဲ့လူငယ်တွေကိုရဲတပ်ဘက်ကဖမ်းဆီးကာစမှုတန်ဥပဒေနဲ့လုတဲဆူဆောင်ခဲ့ပါတယ်။စကောင်းစုရဲ့ဒေတာအာဏာပိုင်များနဲ့နှိစက်တဲ့မျိုးကန်တရေနေဦးကဇမင်းသားဘောချိကိုခေါ်ပြီးတော့ယုံသွင်းကာဇပွဲပြုလုပ်ပေးနေခြင်းဖြစ်ပါတယ်။တခါမှမလုပ်ဘူးတဲ့နေရာမှာပွဲသွင်းပြီးတော့လုပ်တာမျိုးတည်နေနေတယ်ဆိုတာကိုပြားချင်လို့စစ်တပ်နဲ့မျိုးကဘုံမကောင်တွေပေါင်းပြီးတော့လုပ်တာအချိန်နဲ့ဆိုတာကပွဲကိုလာကြည့်တဲ့မျိုးသားတချို့ဖမ်းဆီးခံရရတယ်။စမှုတန်ဥပဒေနဲ့ဆွဲသွားတယ်လို့မဟုတ်ဘူးရဲ့မျိုးကန်တဦးကပြောပါတယ်။ တို့ပဲတို့ဖိုးချစ်ကိုဖိတ်ခေါ်ပြီးစပွဲပြုလုပ်ပေးသူဟာမဟုတ်ခင်မျိုးမစစ်ပွားရေးလုပ်ငန်းရှင်နှစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။ဒါပြန်စကောင်းစင်းနဲ့မြေဆက်တဲ့ဆိုပါလုပ်ငန်းရှင်နှစ်ဦးကပျော်ပွဲရှင်ပွဲများထမ်းမှန်ပြုလုပ်ရတဲ့စစ်စစ်နေတယ်လို့မျိုးကန်တချို့ကဆိုပါတယ်။ဖိုးချစ်စပွဲကအပြန်မျိုးသားတချို့ဖန်ဆီးခံရမှုဟာမက်ရှလ29ရက်နေ့ကဖြစ်ပြီးမျိုးသား10ဦးထက်မနည်းဖန်ဆီးခံခဲ့ရပြီးတော့၎င်းတို့ရဲ့နှုတ်ဆက်တွေအခြေအနေကိုတော့မသိရသေးပါဘူး။စစ်တပ်ကိုပို့လိုက်ပြီလို့လည်းကြားတယ်။မေကားလူတွေဆိုတော့မလောက်တဲ့မကိုင်းတဲ့တွေပါ။ တို့ကိုမားလေအကူအညီမတောင်းရဲချဘူးလို့မျိုးကန်တဘူးကပြောဆိုပါတယ်။ဆမ်မင်နာကိုကျေဟာ2021ခုနှစ်အာနာတင်္ကာစာကဆဲနာရှင်စန်းကျင်ရေလူလူတပိတ်တွေမှာပါဝင်ခဲ့ပူပါတယ်။2022ခုနှစ်နိုဝင်ဘာလကိုမိုင်းကစကောင်းစီရဲ့ဖန်ဆင်းခြင်းကိုခံခဲ့ရပြီးဒလာခန့်အချောင်းမှာပြန်လည်လုံမြောက်လာပြီးတဲ့နောက်စကောင်းစီရဲ့ဝါရဖြန့်ချီရေပွဲတွေမှာမကြာခဏပါဝင်လာခဲ့ပါတယ်။ဒါပြင်2024ခုနှစ်အောက်တိုဘာလမှာလည်းအာနာတင်ခေါင်းဆောင်ကဂုံပြူလက်မှတ်ပေးရတဲ့နေရာမှာဆမ်မင်နာကိုကျေဟာဘဏ္ဍာကိုချုပ်ပြီးတော့ရိုသေပေးယူခဲ့တဲ့အတွက် ဇာမင်းသားဖိုးချော်လိုလောင်ပြောင်ခံခဲ့ရသူလည်းဖြစ်ပါရင်ယခုရပိုင်းအရာဝတီတိုင်းတွင်ရေချီနှင့်လေမင်းနာမျိုးတွေမှာတိုက်ပွဲများဖြစ်ပေါ်နေတာကြောင့်ဒေသခံများဟာစပိတ်တင်းချောင်နေကြရပါတယ်။စကောင်းစကမျိုးသားများကိုအာရမဖန်ဆီးပြီးစကောင်းစကမျိုးသားများကိုအာရမဖန်ဆီးပြီးစစ်တင်ကိုပိုးဆောင်နေချိန်မှာမင်းသားဖိုးချစ်ကပြောဝဲချင်ပွဲကျင်းပနေမှုအပေါ်ဝေဖန်မှုတွေလည်းရှိနေပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ခေါကရိတ်မှာအောင်စရာစစ်ကြောင်းမှာစကောင်းစီတပ်သားများတပ်ဆွဲထားတဲ့နေရာများကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုတွင် စတေပကငါ့ကိုတည်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရင်။ကင်းဘီနယ်ကော်ကရိတ်မြို့နယ်မှာအောင်စရာစစ်ကြောင်းမှာချမ်းပဲစကောင်းစီတကားများတဆွဲထားတဲ့နေရာများကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရမှာစတေပကငါ့ကိုတည်ဆုံခဲ့တယ်လို့ Justice ဆိုကြားပြည်ရဲကပြောဆိုပါရင်။မဆလာဆန်ငါးရဲ့နေမှာစတင်ကကော်ကရိတ်မြို့နယ်မှာရှိတဲ့အောင်စရာစစ်ကြောင်းမှာချမ်းပဲစကောင်းစီတကားများတဆွဲထားတဲ့ဒဲပုံစီတီဒေါ်နော်ရှိုချမ်းမင်းနွန်နိုပွိုင်းနဲ့ဒေသရှင်ကြောင်းနေရာများကို Justice ဆိုကြား PD ရဲ့ဒရုန်းတပ်ဖွဲ့ကပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါရင်။ ကိုဝဲတို့တခိုင်းမှုတွင်ဂျပန်စကောင်းစီတတ၅ဦးတစ်ဆုံးကထိခိုက်ထင်ရရရှိသူများပြားခဲ့ကြောင်းဒေါ်လိုင်တပုတ်ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရပါတယ်။ဒါပြင်ဂျပန်စကောင်းစီကလေကြောင်းတခိုင်းမှုတွေပုံမှုလုံဆောင်လာပြီးဒေါ်လိုင်တပုတ်များနဲ့နေဆိုင်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေခြင်းကြောင့်ပြည်သူများအနေနဲ့ဘေကင်းရာနေရာများကိုရွှေ့ပြောင်းနေထိုင်ကြရန်လည်းတိုက်တွန်းထားပါတယ်။ဒါပြင်ပြည်တွင်းပြည်ပမှာရှိတဲ့လူငယ်များအနေနဲ့လည်းစစ်မှုထံဥပဒေများနဲ့ပေါ်တာဆွဲခြင်းများကိုနေဆိုင်ကြုံတွေ့နေရပြီးတော့ မြေဆိုင်ရာတောင်လင်ရေးတည်ရင်တပွဲများထက်အများဆုံးပေါင်းပေါဝင်ချရန်လဲတိုက်တွန်းထားပါတယ်။နောက်တစ်ထပ်မှတရားစပေးခြင်းနဲ့တရင်ကတော့ခံကောမှဖီသူများကိုစနိုက်ပါနဲ့တိုက်ခတ်တပြက်ခဲ့တဲ့စကောင်းစီတတချီဝင်ဆန်းကဲတိုက်ခိုက်ရပြီးပေါ်ချင်းပြီးတည်ဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြမှာ။မကွေတိုင်းခံကောမျိုးနဲ့မှဖီသူများကိုစနိုက်ပါနဲ့ဖြစ်ခတ်တပြက်ခဲ့တဲ့အချမ်းပတ်စကောင်းစီတတချီဝင်ဆန်းကဲတိုက်ခိုက်ရပြီးပေါ်ချင်းပြီးတည်ဆုံးသွားတယ်လို့ရောလင်းတမ်းမှကိုပါကောင်းကပြောဆိုပါတယ်။ယမန်နေ့မတ်လ25ရက်နေ့က ကံကောင်းမျိုးပေါ်မှာစကောင်းစီတတချီဝင်းဟာဆိုင်ကဲနဲ့သွာလာနေစဉ်ဘူသောဒီဖဝင်တဦးရဲ့ဒါဖြစ်သူ မောင်းနေလာတဲ့ဆိုင်ကဲကဝင်တိုက်ခဲ့ဟာဂျီဝင်းဟာနေရာမှာတွေပေါ်ချင်ပြီးတေဆုံသွားခဲ့ကြောင်းတချို့ချိန်မှာဘူသောဒီဖဝင်ရဲ့ဒါဖြစ်သူကိုကံကောင်းမျိုးမှာရဲစခန်းမှာရင်တိုင်းမှုနဲ့ဖမ်းဆီးထားကြောင်းသိရပါတယ်ကံကောင်းမျိုးပေါ်မှာပဲတိုက်ခိုက်ရတာပါဘူသောဒီရဲ့ဒါကိုတော့ရဲစခန်းမှာဖမ်းထားတယ်အခုဂျီဝင်းဆိုတဲ့စနိုက်ပါတပ်သားကဒီလူတွေကိုစနိုက်ပါနဲ့ပစ်ခတ်တပ်ဖြတ်နေတဲ့သူပါဖေဖော်ဝါရီလ29ရက်နေ့ဖြစ်စဉ်ကအတိအကျသိရတဲ့သတင်းပေါ် အရင်းကဆိုင်ကနေနှစ်ယောက်စီးလာတာတယောက်ကခြေထိပြီးတော့ပွဲချင်းပြီးတည်တာလို့ရော်လင်းနှမကိုပါကောင်းကဆိုပါတယ်အဆိုပါတေဆုံးသွားတဲ့စနိုက်ပါတတကြီးဝင်းဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့ညပိုင်းကခလာရ50တရင်အနီကံကောမျိုးနဲ့ဆိုင်သူရွာပဲချန်ကိုဆက်သွဲထားတဲ့တံတားပေါ်မှာဆိုင်ကနေဒွာလာနေတဲ့ကံကောမျိုးနဲ့လာဘိုးရွာသားတို့ကိုစနိုက်ပါနဲ့ဖက်ကက်တပြက်ကက်သူဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးဓမ္မတင်ဆက်ပေးခြင်းနဲ့တရင်ကောဒီပါရောက်လုံငယ်များကိုစစ်မှုထန်ခိုင်းရန်ကိုစားမဲနိုင်ခိုင်းနေပြီး မြန်မာနိုင်ငံသူပြန်လာစစ်မှုထမ်းစီစတင်စည်းရုံးနေကစစ်မှုတန်ပြက်ကွက်သူများကိုအမိပြန်တဲ့ဝေဟန်ပြေးချင်ညာရန်တို့အစင်များစွာထားရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပြည်ပရောက်လူငယ်များကိုစစ်မှုထမ်းခိုင်းရန်ကိုစားမဲနိုင်ခိုင်းနေပြီးမေပေါ့သူပြည်ပရောက်မြန်မာများအနေနဲ့မြန်မာနိုင်ငံသူပြန်လာစစ်မှုထမ်းစီစည်းရုံးနဲ့နီလန်းကိုအသုံးပြုမှာဖြစ်ကပြက်ကွက်သူများကိုအမိပြန်တဲ့ဝေဟန်ပြေးချင်ညာရန်အစင်များစွာထားရှိထားတယ်လို့ရန်ကုန်တိုင်းမြို့နယ်စစ်မှုတန်စင်ကိုရေးခွဲဝင်တဝူကဆိုပါတယ်။ ယခုမက်ဆလာတို့ရဲ့မျိုးနယ်ရက်ကွက်နယ်ခြေဝါများမှာတကောင်စင်းကိုခြေခံပြီးတော့လူငယ်များကိုကိုတိုင်းတော်လည်းကောင်းမိဘများကားတော်လည်းကောင်းကိုစားစမှုထန်ခိုင်းရန်မဲနိုင်ခိုင်းနေကြောင်းသူကဲတို့မဲနိုင်ခိုင်းတဲ့လူငယ်များစင်းမှာဖီပားရောက်လူငယ်များအားလုံးကိုလည်းထဲသွင်းထားကြောင်းဖီပားရောက်မြန်မာလူငယ်များအနေနဲ့ကိုစားမိဘတို့မဟုတ်ဆွေမျိုးတဦးကလာရောက်မဲနိုင်ရမှာဖြစ်ပြီးအကယ်၍မလာရောက်ပါကသဆိုင်ရာမျိုးနယ်ရက်ကွက်နယ်ခြေဝါစမှုထန်စင်းကိုရဲဖွဲ့ဝင်များက၎င်းတို့ရဲ့ကိုစားမဲနိုင်ကြမှာဖြစ်ကြောင်း၂၀၂၄ခုနှစ်ဒီဇင်ဘာလမှတိုင်မီ အသက်ဆိုင်ရှင်နေမှာတက်35နှစ်အတွင်းလူငယ်များအားလုံးစက်မှုတန်းမဲနေရန်ကြုံဝင်ကြောင်းသိရပါတယ်။ငွေကြေးချင်းချောက်တောင်းလာတဲ့နဲ့မတမာမှုတွေအရန်ဖြစ်လို့မျိုးနယ်လုံးကျိုးရက်ွက်လုံးနဲ့ရွာလုံးကျိုးတွေမဲနေပြီးမဲပေါက်တဲ့သူတွေကိုပဲစက်မှုတန်းဆင်ကော်တဲ့စနစ်ကိုစားသုံးနေပါတယ်။တကောင်စည်ရင်းကိုအခြေခံပြီးတော့2024ခုနှစ်ဒီဇင်ဘာလမှတိုင်ပြီးအသက်ဆိုင်ရှင်နေမှာ35နှစ်အတွင်းမြေတီလူငယ်အမျိုးသားမဆိုမဲနေခိုင်းပါတယ်။ဒီပါရောက်လူငယ်တွေအားလုံးနဲ့မဲနေရမယ့်စည်ရင်းမှာပါဝင်ပါတယ်။ဒီတော့မှရှိတဲ့လူငယ်တွေဆိုရင်ကိုယ်တိုင်လာနိုင်ကြမယ်။ မရှိရင်တော့မိဘဒါမှမဟုတ်ဆွေမျိုးတဝူးကမဲလာနိုင်လို့ရရင်အကယ်၍ဘယ်သူကမှမဲလာမနိုင်ဘူးဆိုရင်တဆိုင်ရာရက်ကွက်ခြေဝါစမှုတာစံခွက်ရဲ့ဘဝင်တဝူးကမလာရောက်တဲ့သူတို့ကိုစားမဲနိုင်ပေးမှာဖြစ်ပါရင်အဲဒီမှာမဲပေါက်သွားရင်လည်းအိမ်ကိုအကြောင်းကြားမှာဖြစ်ပါတယ်လို့မျိုးနယ်စမှုတာစံခွက်ရဲ့ဘဝင်တဝူးကပြောပြပါတယ်လက်ရှိတကောင်စည်ရင်ကိုအခြေခံပြီးစမှုထိုင်ရမယ့်လူငယ်များစည်ရင်ကိုပြုစုမဲနိုင်ခိုင်ခြင်းဖြစ်တာကြောင့်ဒီဘာရောက်မြန်မာလူငယ်များအားလုံးလည်းမဲနိုင်ရတဲ့စည်ရင်မှာအကျုံးဝင်အောင်ဒီဘာရောက်မြန်မာလူငယ်များနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့အမိမြန်မာနိုင်ငံတို့ပြန်လာစစ်မှုထမ်းဆွေရေးစီရင်ရေးနိလန်းနဲ့ဆောင်ရွက်ရန်တဆိုင်ရာစစ်မှုထမ်းစင်ခေါ်ရေးဘုတ်ဘွဲကညွှန်ကြားထားကြောင်းသိရပါတယ်။ဒီဘက်ရောက်မြန်မာလူငယ်တွေတဲကစစ်မှုထမ်းဖို့မဲပေါက်ရင်အဲ့ဒီလူငယ်ကိုမိဘဓမ္မမှုဆွေမျိုးတွေကအကြောင်းကြားခိုင်းနေ။ဒီဘက်ရောက်လူငယ်တွေအနေနဲ့ဘယ်တော့လောက်ပြန်လာပြီးစစ်မှုထမ်းဖို့အဆင်ပြေမလဲ။ဒူးစင်ပြင်းမဲ့ချိန်တစ်ခုကိုဆောင်တိုင်းပေးမယ်။ဒါကတစ်ချက်ပါ။နောက်တစ်ချက်ကတော့ကဲ၍ဒီဘက်ရောက်နေတဲ့လူငယ်ကပြန်လာဖို့အဆင်မပြေသေးဘူး။မိသားစုဇာဝတ်နေရတဲ့အတွက်သူ့ကိုပဲမိခိုးနေရရဲ့။ မိသားစုထဲမှာဘယ်သူကပြပားရောက်လုံငယ်ကိုစားစမှုထမ်းပေးနိုင်မလဲဒီလိုမျိုးနဲ့လည်းအဆင်ပြေအောင်လုပ်ပေးလို့ရတယ်နောက်ဆုံးကတော့ပြပားရောက်လုံငယ်ကလည်းပြန်မလာနိုင်ဘူးမိသားစုထဲမှာလည်းကိုစားစမှုထမ်းပေးမဲ့သူမရှိဘူးဆိုရင်မိဆက်ရဆိုမျိုးမိဆွေတငယ်ချင်းတွေကကိုစားစမှုထမ်းပေးမဲ့သူရှိလားရှာပေးရင်လည်းဇာတ်သူစမှုထမ်းလို့ရအောင်စီစဉ်ပေးမယ်ခုကျွန်တော်တို့ကတော့ဈေးရုံကြီးနီလန်းနဲ့ပဲသွားဖို့ညွှန်ကြားချက်ပေးပါတယ်လို့၎င်းကဆိုပါတယ်တို့ကဲတို့ပြပားရောက်မြန်မာလုံငယ်များစမှုထမ်းစေရတော့ဈေးရုံကြီးနီလန်းနဲ့အတူတူပေါ်ဆောင်ရွက်ရမှာဖြစ်ပေမဲ့ ကိုစားစမှုတန်ရှာပွေမပေးနိုင်ရင်သဆိုင်ရာမိဘနဲ့ဆွေမျိုးများပေါ်ဖိအားများရှိမှာတကြောင်စမှုမတန်တဲ့ဖိပားရောက်လူငယ်များရဲ့မိဘဆွေမျိုးတွေကိုပြည်သူစမှုတန်ဥပဒေအရရေယူနိုင်ကြောင်ဒါပြင်စမှုထမ်းရန်ပြတ်ခွက်တဲ့ဖိပားရောက်မြန်မာလူငယ်များကိုလည်းအမြင့်တဲ့စည်ရင်တွင်ခြင်းပြည်သူစမှုတန်ဥပဒေအရတရားစွဲပြီးဝေယံပြည့်စည်ရင်တွင်ခြင်းနိုင်ငံကိုလက်မှတ်တည်ထောင်တူပိတ်ပင်ခြင်းအပါအဝင်ရေယူမှုတွေများစွာလှုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်စကောင်းစကားရခုမတ်လဆမ်းမိုင်းမှာစတင်ပြီးနိုင်ငံတော်မှာလူငယ်များကိုစမှုထမ်းခိုင်းရန်တော့ အစိုးလိုက်ပြုံလိုက်မင်းလိုက်ပွဲတွေကိုစက်တိုက်ချင်းပါလျက်ရှိတယ်လို့ပြောပါရင်နောက်တစ်ခါမှထက်ဆက်ပေးတဲ့နေ့ကတည်းကတော့ဒီတိုင်းပြင်းတဲ့ထိုက်ပွဲတွေမှာဆက်ရှုံးကတက်ပြက်လာတဲ့တဲ့သေးသေးမှစကောင်းစီတပုတ်ဝင်များကိုဆွတ်ွေတို့ပို့ပြီးအင်အားဖြည့်တဲ့တရင်ကိုတက်ဆက်ပေးကြပါမယ်။ဒီတိုင်းပြင်းတဲ့အတွင်းဆက်ရှုံးလာတဲ့မြို့နယ်၁၄ခုမှစကောင်းစီတပုတ်ဝင်များကိုလက်ရှိမှာဆွတ်ွေမျိုးတို့ပို့ဆောင်ကခန်းဆဲပြက်ဆိုင်ထားတယ်လို့သိရှိရပါတယ်။မောင်တော်ရတိတောင်ကျောက်တော်နယ်မင်းများနိုးနယ်များမှာဆက်ရှုံးပြီးတက်ပြက်လာတဲ့စကောင်းစီတပုတ်ဝင်များကို မျိုးတော်စစ်တွေတို့အစိုးလိုက်ပြုံလိုက်ပို့ဆောင်ထားတယ်လို့တပ်သတင်းရင်းမြစ်ထံမှသိရပါတယ်။စစ်တွေနဲ့တပတ်ကမ်းမှာရှိတဲ့မျိုးနယ်နဲ့ခြေဝါတွေကိုစစ်တပ်ကလေကြောင်းနဲ့ဒရုန်းတုံးပြီးတိုက်ခိုက်နေပါတယ်။စစ်တွေမျိုးရဲမှလည်းတင်ကားနဲ့တန်ချက်ကားတွေတုံးပြီးစည်ရေးပြကင်းလည်နေတယ်လို့စစ်တွေဒေသခံတဝကပြောပြပါတယ်။စစ်တွေတပ်နဲ့မှခြေတက်အင်အားတချို့ကိုကြောက်ဖြူတို့ပို့ဆောင်ထားရမှာလက်ရှိစစ်တွေမှာခြေလျင်ခြေမှန်တရင်အင်အား1400ခန့်ရှိနေပြီးတော့နောက်ထပ်တပ်ပြက်လာတဲ့စကောင်းစီတပတ်ဝင်များကိုပါတမန်ပို့ဆောင်လိုက်တဲ့တော့ စစ်တပ်မှအင်အား2000မှ3000ကျခန်းဆဲပြင်ဆင်တဲ့အနေအထားမှာရှိတယ်လို့စီဒီအမ်ပိုးကြီးစင်ရောက်ကဆိုပါတယ်။လက်ရှိအရကတတော်အေးဟာစစ်တပ်မျိုးနွယ်မှာရှိတဲ့ရွှေမင်းခန့်ရေတံနားတီဒိုးစစ်စင်တက်ခိုင်းလာပြီးတော့စကောင်းစစ်ကရေသေးတောင်ပုံနဲ့ကျုံးနဲ့ပေါတော်နီးများကိုဒရုံးများပေါင်းဝိုင်းရာပုံများနဲ့ပြက်ခတ်တက်ခိုင်းလျက်ရှိပါတယ်။ပုံနဲ့ကျုံးမျိုးနဲ့အောင်ပြူပြင်ခြေဝါမှာရှိတဲ့ဘုံကြီးချောင်းကိုယမန်နေ့မတ်လ25ရက်နေ့ညခွန်းနာရီချိန်ခန့်ကစကောင်းစီမှာပေါင်းဝိုင်းရာပုံနဲ့ချဲချတက်ခတ်ခဲ့ရာဒေသခံ၃ဦးသေဆုံးပြီး၁၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ စကောင်းစီကစစ်တွေမျိုးကိုအေးထိုးဆက်ဆန်လာမှာကိုစိုးရင်ပြီးရွှေမင်းကန်ဆက်ရိုးချစစ်တွေပိုင် ပေါတော်မြေဝါအိုရတောင်မြေဝါရေချမ်းပြန်စားတဲ့နေရာတွေမှာရေဓာတ်မှာစက်တင်မော့ဆက်စီထက်မနဲ့ထိုင်ချထားတယ်လို့သိရပါတယ်။ဒါပြင်ဆစ်ရှုံသွားတဲ့နောက်ပိုင်းတိုင်းစစ်တပ်နာချုပ်ကိုလည်းစစ်တွေမျိုးတို့တောင်းရွှေ့ထားပြီးနာပါခလုပ်ငန်းစဉ်များကိုစစ်တွေမှကိုခဲလုရှာမှုတွေပြုလုပ်နေတယ်လို့စည်ရေးတရင်းမြေထံမှာသိရပါတယ်။စစ်တွေတာခါစားအနေချမ်းမတော့ဆက်စီရေးခိတ်စစ်တွေမျိုးအဝင်တထင်းခိတ်ရေချမ်းပြန်ဆက်စီရေးခိတ်နဲ့ပါတလေးဆက်စီရေးခိတ်တွေမှာ လက်နဲ့ကြည့်အမြောင်အများနဲ့တို့ခြေတက်ကိုအင်အားဖြင့်စည်ရေးပြင်ထားကြောင်းသိရပါတယ်။လက်ရှိစစ်တွေမျိုးမှာအေးနဲ့စကောင်းစီတက်တို့လက်နဲ့ကြည့်ပြန်လာဖြစ်ခဲ့နေကြပြီးဒရုန်းဘုံများသုံးကလက်နဲ့တိုက်ပွဲဆင်နွှဲနေကြတယ်လို့ဒေသခံများထပ်မံသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အေယာဝီတိုက်ပွဲတွင်ထိခိုက်သေဆုံးတဲ့စကောင်းစီတပတ်ဝင်များကိုဈေးရုံများနဲ့တချို့ဆန်များတို့ခွဲပြီးတော့ပို့ဆောင်နေရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိအေယာဝီတိုင်းတွင်ရေးကြီးဒါပေါင်း၄မျက်နှာနဲ့ရခိုင်စက်တိုက်ပွဲတွေမှာခိုက်တိုင်ရရရှိခဲ့တဲ့ချမ်းပတ်စကောင်းစီတပွဲဝင်တွေကို ဧရာဝတီထိုင်သွင်းမှရှိတဲ့ဇေယုံများတို့ခွဲပြီးတော့ပို့ဆောင်နေရတယ်လို့သိရပါတယ်။ဒံယားရစကောင်းစီတပွဲဝင်များကိုလင်းမျက်နှာစေအောင်ငတိုင်းချောင်းစေအောင်တိမ်မာဆာယလေးနဲ့ပတင်းပြည်သူဇေယုံကြီးများတို့ပို့ဆောင်ထားရပြီးဒေဆုံးနဲ့တပွဲဝင်တွေကိုကွင်းခေါက်ဒေသမှရှိတဲ့ရခိုင်ကုန်းနဲ့အုပ်တွင်ကုန်းစားတဲ့ကြိုးစံများမှတကြိုနေရတယ်လို့ထူးထင်းတပွဲထံမှသိရပါတယ်။လက်ရှိမှာတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိလာတဲ့စကောင်းစီတပွဲဝင်တွေကိုဖော်ကားများနဲ့တင်ဆောင်လာပြီးအတိန်ရောက်မှလုနာတင်းရင်များနဲ့ပြောင်းကပတင်းစစ်စေးကိုမဆိုင်ရလေးတို့ပို့ဆောင်နေပြီးတော့ ဇေဝကုသရမနိုင်တော့တဲ့သူကပတိန်စေယုံကြီးကိုတက်ဆောင်မှာဒိုးချက်မှတ်ပြီးခံထက်ဆောင်ပြည့်လောက်ကဇေဝကုသပေးနေရတယ်လို့သိရပါတယ်။အခုသွေးလဝဲချက်တွေရမ်းများပြီးတော့အပြင်ကိုလည်းအတိမခံနိုင်တော့အပြင်ကအရသားတွေကိုသွေးမလိုခိုင်းမဲ့သူတို့စစ်သားတွေစကားနေပဲသွေးတွေကိုထုတ်ပြီးတော့20ရက်နေကပတိန်စေယုံကြီးမှာသွေးလူတံပွဲသွားလုပ်တယ်။ကာပါစာတတာတချို့နဲ့မိသားစုဝင်တွေလို့သိရတယ်လို့ပတိန်သတင်းကြီးကပြောဆိုပါတယ်။လက်ရှိမှာဒိုင်းရရသူများတာကြောင့်သွေးမလောက်တော့တဲ့သူကပြီးခဲ့တဲ့မတ်လ20ရက်နေ့ကပတိန်မြို့စေယုံကြီးမှာ စကောင်းစီတပတ်ဝယ်များမှာတွဲထုတ်လူတန်းပွဲတွေပြုလုပ်ခဲ့ကြရတယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့မတ်လ24ရက်နေ့ကလည်းဒန်ယာရစကောင်းစီတပတ်ဝယ်များကိုစပတ်ဆိုင်ရာတောင်းဝင်ရှိသူတွေနဲ့အရာရှိများကလာရောက်ကူးစုံမှုတွေပြုလုပ်သွားတယ်လို့လည်းသတင်းရင်းတွေကဆိုပါတယ်။လက်ရှိမှာတော်လိုင်းတပတ်ဝယ်များရဲ့တချိန်တိုးဒုစရိုက်တွေဟာနှီးကပ်လာနေပြီဖြစ်တဲ့တော့ရေကြီးအမြောက်တပ်အာမတ်တာ3လေးလေးမှစကောင်းစီတပတ်ဝယ်တွေဟာဒါဝင်ရခင်းချင်းတွေမှာအမြောက်များကိုရန်တန်ပစ်ခတ်နေတဲ့အတွက်ဒေသခံများစိုးရိမ်ထိတ်လန့်နေကြောင်းသိရပါတယ်။ ဒါပြင်စကောင်းစီကဆက်ရှောက်များကိုတခြားရင်တုံကားများနဲ့ခေါ်ယူခွင့်မပြုဘဲခုံကြီးကားများကိုသာစစ်စဲဝင်ထွက်ခွင့်ပြုထားတယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးဒီနာဆင်ခဲ့တဲ့တရင်ပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်တဲ့ပြည်တွင်ပြပါတရင်ဒေါ်လင်းဘတော်သားများရဲ့တရင်များနဲ့တို့ပြန်လာကြပါမယ်။အားလုံးပဲခုဆင်းနေပြရှင်လမ်းချမ်းမြေကြပါစေခင်ဗျာ။